သူကတော့လုံမှာသွားသွားအရင်ရန်မန်းမန်းတော့သွားတာချက်တာလေဒါလည်းရိုးတယ်ရိုးတယ်ဆိုတော့သူအဲ့လိုမျိုးအမြဲလုပ်တယ်ကျွန်တော်ကလိုက်မိလားတဲ့ပြတ်လိုက်လားကျွန်တော်လည်းမဟုတ်ဘူး။အဲကြောင့်မိမကြောင့်အဲ့လိုမျိုးလုပ်ရင်မကြိုက်ဘူးပေါ့နော်။အဲဂယူဆိုင်မခံချင်ဘူး။အဲကျွန်တော်လုံးလုံးမရအောင်။ရိုမန်တစ်အကိုစေးတော့ပဲမိမလဲ။အကိုစေးကနံပါတ်1ပဲမြန်မာနိုင်ငံမှာနံပါတ်1ပဲ။အကျူဆုံး။အကျူဆုံးအကျူဆုံး။ ့ခါကြီးရက်ကြီးမှာဟိုစိန်ဖယ်ဘူးကစတူဒီတာအလူပွဲကြီးတရင်ကျအလူပွဲကြီးလုပ်တယ်ဆိုတော့ဒီပွဲလေးမှာယူလို့လဲဒါပါဝင်အားဖြစ်ပေးရတဲ့အတွက်ပီတီလည်းဖြစ်ရတယ်ဝမ်းလည်းတာရပါတယ်ဟုတ်အော်ဒီလိုမျိုးပွဲမှာဟိုဘယ်လိုမလဲဒီကကဖိတ်ကြပေးအတွက်လည်းအများကြီးကျေးဇူးတင်တယ်ကိုလည်းကုသလေးရပါဘောနော်။တတိယကျောင်းရောက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့အိမ်မှာအမိသားစုများအမိသားစုများအခါကျတော့ အော်ဖေးအရင်ဆုံးပေါ့နော်ဖေးမေကိုကြော့တယ်ဖေးမေကြော့ပြီးအမအကြီးဆုံးကိုကျန်တဲ့တပိသားဆိုတာကြော့တယ်ပြီးရင်မန္တနာကိုအကုန်လုံးကြော့အဲ့လိုမျိုးပေါ့နော်အစင်းနဲ့ကြော့ရတယ်နောက်ဆုံးကျွန်တော်ကအကုန်လုံးထိုင်ခံကြော့ပေါ့နော်အဲကျွန်တော်ကြော့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကကြာတော့တူရီတူမားတွေအကုန်လုံးကကြော့ကြအဲ့လိုမျိုးအစင်းစင်းစင်းနဲ့ကြော့ရတယ်ကြော့လိုက်မှလည်းပို့ပို့ပေးရပါတော့အာအရင်တော့ဆိုလို့ရှိရင်တော့ကိုကအငယ်ဆုံးဆိုတဲ့ခါကျကိုတယောက်တည်းအကုန်လုံးတင်းကျုံယူပြီးကိုစီမှာပွဲပြီးပြီးအဲတူရီတူမားတွေရလာတဲ့ခါကျကိုပြန်ပေးရပါတော့ဒါမှမဟုတ်လည်းတူရီတူမားတွေကြအများကြီးပေးစရာမလိုတဲ့ခါကျနည်းနည်းစင်ပြေသေးရပါတော့အဲဒီနှစ်ကတော့ အခီးသွားများတဲ့ခါကျတော့ဟိုမရှိတဲ့အချိန်မှာကတော့လိုက်တယ်အဲ့တော့ဒီဒီနေ့ကတော့တွက်ချိန်မကြိုက်ဘူးအာဒီနေ့ကအခုချိန်တူမရသေးဘူးကိုကပဲဒီနေ့ကတရားမမရဘူးမရသေးဘူးကိုကပဲပေးနေရတယ်ဒီဒီဟိုအင်တာဗျူးလေးကိုလည်းအရင်လူတွေမြင်ပါစေလို့အဲမပတ်ဘူးဒါပေမဲ့ သူတို့ဗီဇာဖြစ်တဲ့တန်တန်း၆မှာသူကတအားရိုရာပေါ့နော်ရိုရာအဲ့ဒါကြီးရောခဏခဏတော့တွေ့ဘူးလားဆိုတော့အထူးသဖြင့်တော့မဟုတ်ဘူးပေါ့အဲသူကတော့လုံမှာသူကတော့အဲရန်မန်းမန်းတော့သူကတအားချက်တာလေဒါလေရိုရယ်ရိုရယ်ဆိုတော့သူကအဲ့လိုမျိုးအမြဲလောက်တယ်ကျွန်တော်လိုက်မိလားတဲ့ပြောပြလိုက်တယ်ကျွန်တော်ကအဲ့လိုမျိုးမဟုတ်ဘူးငါတို့မိန်းမကြတော့အဲ့လိုမျိုးလုပ်ရင်မကြိုက်ဘူးပေါ့နော်အဲ့ဂယူဆိုင်မခံချင်ဘူးအဲ့ဒါကျွန်တော်လုံးလုံးမရအောင် ရိုမန်တစ်အကိုစိတ်တော့ဘယ်မိမလဲအကိုစိတ်ကနံပါတ်1ပဲမြန်မာနိုင်ငံမှာနံပါတ်1ပဲအာကျူးဆုံးအကျူးဆုံးယောက်ျားစီကနီလာနေအားကြရလားယောက်ျားစီကနီလာအောင်အားမကြအောင်ပြန်မှန်းပြန်မှန်းဒီတိုင်းလေးပဲကောင်းပါရဲ့နော်အိမ်ပါနော်ကောင်းပါလေ အဲကျွန်တော်နှစ်ယောက်ကြာအဲ့ဒီပြော romantic သိမ့်မဆန်ဘောနော်တကယ်ဘယ်လိုပြောမလဲနှစ်ယောက်ကအလုပ်တူတူလဲလုပ်နေကြတဲ့ခါကျတော့အားလို့ရှိရင်အဲတောင်တဲ့အလုပ်ကြောင်းပြောတာကြောင့်ဒါချစ်ကြောင်းချစ်ကြောင်းပြောရတယ်အတူတူပဲအဲတနည်းအောင်သားအဲအလုပ်ကိစ္စကြီးပြောသူတို့ အဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့တိုင်းမနေရဘူးကနှစ်ယောက်သားကြီးနူးနေရကြီးနူးနေရကြီးနူးနေရပေါ့လားအဲ့လိုမျိုးပေါ့အစ်စ်ကတော့တယောက်နဲ့တယောက်တွဲနဲ့တွဲရဖော်ပြဖို့ဖော်ပြချင်မတူကြဘူးပေါ့နော်ဒီလိုကြတာလည်းအဲ့လိုမျိုးလေးလက်ဆောင်လေးတွေပေးတာတော့ပန်းစီပေးတာတော့အဲ့လိုမျိုးတွေကရည်စားဖို့ရတယ်ကမရှိခဲ့ဘူးမရှိခဲ့ဘူးအဲ့ဒါတွေလည်းအရန်စိတ်ကပေါ့ မရဘူးပေါ့နော်အဲ့ဒါပြောသလိုပဲကိုရီးနီးယားအချစ်ကိုဖော်ပြရတဲ့ပုံစံတော့လှုပ်လှုပ်တာပဲလှုပ်လှုပ်လှုပ်တယ်လှုပ်လေတစ်ခုလှုပ်လိုက်တယ်အောင်မြင်သွားတယ်အဆင်ပြေသွားတယ်ဆိုလို့ရှိရင်နှောက်သားပျော့ကြတယ်ပျော့ကြတယ်အဲ့လိုပါဟုတ်ဟုတ်ဒါကြီးစောင်းရေပုံတွေလွဲတယ်ကဲဟိုအားရသူမရေးဘူးတော့မရေးဘူးရဲ့လိုအားသိမှာမဟုတ်ဘူးအဲ့ရိုးတဲ့ចောင်းနေစရုပ်မင်းတော့ပြည့်တတ်မှာမဟုတ်ဘူးအဲစချက်ကစားအောင်လည်းနည်းနည်းလေးတော့နည်းနည်းပါတစ်ပိုက်နှစ်ပိုက်ပေါ့နည်းနည်းစားတော့မဟုတ်ပါဘူးဘယ်လိုချက်ကောင်းလဲကြောက်ခဲ့ လို message လေးတွေပို့ပြီးတော့နည်းနည်းအဲ့လိုစာစက်ချင်းစာရေးကစားဆိုတော့မျိုး message တွေပါရေ Valentine Day ဆိုအောင်ပါဆိုရှင် message တွေပို့ဖြစ်တာပေါ့နော်ဒါကကျွန်တော်ကမသိပို့ပွားမိပါပေါ့နော်သူကပြန်တိန်းတိုင်းပြွင့်ကြိုင်ရန်အနည်းတော့ဘူးပို့တာလဲပေါ့မမကိုပို့တာကိုမမှန်မိဘူးအဲ blog ကတော့ကျွန်တော်ခီးစင်ပေါ်ကြီးလိုက်တယ်ပေါ့နော်ခီးစင်ပေါ်ကြီးပြီးတော့မှဘလို့ရရင်ကောင်းမလဲဆိုတော့အတိုင်ပင်ညရတယ်ပြီးရင်ခီးပေါ blog တွေကြာကျွန်တော် script လုပ်လို့မရဘူးကွာ အဲ့တော့ကောကမရောက်ဘူးတဲ့နေရာကိုဖလော်ရရတဲ့ခါကျတော့သွားရင်ရရင်ပဲသွားတယ်ပြီးအတတိကြတော့မှကြုံတွေ့ရတဲ့ experience တွေကိုကြုံတွေ့ရတဲ့အတိုင်းပဲရိုက်ရတာပေါ့နော်အဲ့တော့ဘယ်ညာရောက်ရင်ဘလို့ရိုက်မယ်လို့ကြိုတိုင်မယ်လို့မရအောင်အဲ့တော့ကဲတနာပေါ်လာရင်လည်းအပေါ်လာတဲ့ဟာကိုရိုက်မပေါ်လာရင်လည်းမပေါ်လာတဲ့ဟာကိုဘာမှကြိုခတ်မှန်းလို့မရအောင်ပေါ့အဲ့ကျုံနေရာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာကိုတွေ့ကျင်လို့သွားကျင်လို့ ဘလော့ရိုက်ဒါပေမဲ့ဂန်ရောက်သွားအချိန်မှာမမြင်ရဘူးဟိုဒီနေရာမှာမမြင်ရတာမျိုးရှိတယ်ဒီတန်းခီးကိုဆက်သွားလို့မရတာမျိုးရှိတယ်ခါခါကြလို့ရှိရင်ကျွန်တော်သွားလို့မရတဲ့အကြောင်းကိုပဲရိုက်ပြလိုက်တယ်ပေါ့နော်အဲဒီဒီအရီကိုမြင်ရမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့အတွေ့အကြုံပေါ့ဒီဒီနေရာတစ်ခုကိုသွားပြတာမဟုတ်ဘူးဒီနေရာကိုသွားရတဲ့အတွေ့အကြုံကိုကျွန်တော်တို့ကပြတယ်ဆိုတော့အာတရင်ကျွန်မအားလုံးပဲပျော်ရွှင်ကြပါစေမိသားစုတွေစုံစည်းကြပါစေဘုဖို့တွေလည်းအများကြီးရကြပါစေ အားလုံးပဲဒီသတင်းချုပ်မှာစိတ်ချမ်းသာကိုချမ်းသာနဲ့ပျော်ရွှင်ကြပါစေခင်ဗျာ